လိုင်ဂူရောရဲ့အထက်နေရံမှာရှိနေတဲ့ဒီအရာကကျန်စစ်သားခြေရာလို့ပြောပါတယ်ကျန်စစ်သားဘလိုပုံစံနဲ့ဒီခြေရာကိုခြံခဲ့လဲဆိုတာကိုတော့ကျွန်တော်စဉ်းစားရင်ပြောမိပါတယ်ဒီကျန်စစ်သားခြေတော်ရာရှိတာကတော့အောင်ဗုဒ္ဓလိုင်ဂူရောအတွင်းမှာပဲဖြစ်ပါတယ်ဂူရောရဲ့အထက်ပစ္စယံမှာတော့ဇေယီရောတစုကိုဖူးမြင်တွေ့ရပြီးတော့ဇေယီရောရဲ့အောက်မှာတဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ကြောက်ကူကြီးတစ်ခုရှိပါတယ်အတွင်းထဲကတော့မှောင်းမဲပြီးတော့ဘာမှမမြင်ရပါဘူး နောက်ထပ်ตาရလှပတင့်တယ်လာတဲ့ငင်ခွင်းတစ်ခုကတော့ဘောကသိတိနဂယုံဖရာကြီးပဲဖြစ်ပါတယ်ခမ်းညာထေဝါလာတဲ့ညံတော်အမြင့်ရှိရဲ့နဂယုံဖရာကြီးရဲ့လှပစွာတွေ့တန်းနေတဲ့ရှမ်းယူမကြီးရဲ့စိမ့်ဆူလာတဲ့တောတောင်တဘာဝတွေကြောင့်အယံကိုမျက်စိပသာသာကြားလာပါတယ်နောက်ပြီးတောင်ပေါ်မြင်ရတဲ့ရှုခင်းကလည်းအယံကိုစိမ့်ဆူပြီးတော့အေးချမ်းလာပါတယ်ရှမ်းယူမတစ်ချောင်းမှရှိတဲ့ရေရကွန်တောင် စင်ကောင်းတောင်6မိုင်9မိုင်ဘက်ကတောင်တွေကိုအကုန်လုံးကိုအရှင်းသာလမ်းမြင်နေရပါတယ်ဒီနေရာကဘယ်နေရာလဲဆိုတော့မန္တလေးတိုင်းပသိမ်ကြီးမြို့ကရန်ကင်းတောင်တော်ပဲဖြစ်ပါတယ်ဒီဖျားဘူးကြီးစင်လေးကိုစိတ်ဝင်စားလိုက်ဆိုရင်တော့ဗီဒီယိုလေးကိုအစာဆုံးကြည့်ပေးကြပါလို့တောင်းဆိုချင်ပါတယ်ဗျာ ားလုံးပဲမင်္ဂလာပါကျွန်တော်ဦးရီမူပါဗျာအခုကျွန်တော်တို့အသိဉာဏ်မျိုးမှရှိတဲ့ငရံမင်းတောင်ကိုသွားပြီးကြည့်ကြမှာပဲဖြစ်ပါတယ်ငရံမင်းတောင်ငရံမင်းလိုင်ဆိုပြီးတော့ထင်ရှားပါတယ်ဘယ်တော့များများလဲသွားကြရပါတော့ကျွန်တော်ကျွန်တော်ကလုံးဝမရဘူးဗျာဒါပထမဆုံးခောက်သွားမှာပေါ့နော်အဲ့တော့ဘာတွေရှိတယ်ဆိုတာကိုစက်ကြည့်ပေးကြပါဦးကိုဆိုရင်တော့ကျွန်တော်တို့အခုကျုံးဘေးရောက်လာပြီပေါ့နော်ကျုံးဘေး ခုရှိတယ်ဗျအဲ့ဒါကတော့ညနေညနေဆိုလို့ရှိရင်စပိန်လာစီးကြတာလေအဲ့မှာလူတွေတော်တော်များတယ်အဲ့နေရာကိုလည်းကျွန်တော်တို့ရောက်ဖြစ်လို့ရှိရင်ဖြတ်ပြီးတင်ပေးပါမယ်ရောက်ဖြစ်မရောက်ဖြစ်တော့သိမသေးကြသေးဘူးဗျအနည်းတောင်တော့လာတယ် ေ့ဘက်ကိုရောက်လာပြီပေါ့နော်။မန်လေးတောင်နဲ့တန်တန်မန်မန်လေးတောင်ရလာနေ။နေရာကျွန်တော်တို့19လမ်းကိုရှာမှာ19လမ်းရောက်လို့ရှိရင်အရှိတ်ကိုတန်တန်ထောင်းတန်းမှာပေါ့နော်။အဲ့ဒါဆိုရင်ပသိဉ္စီညို့သွားတဲ့လမ်းပဲဗျာ၊ကွတ်တီပဲ။ပသိဉ္စီညို့လည်းပသိဉ္စီညို့ထွန်မဲ့သွားမန်လေးနဲ့တစ်ဆက်တည်းဖြစ်နေပါလား။ 家里买那个的车片里吧，把它一扭成的，买那牛吧，把这三才一做，哦，希望明天的长红的啊，啊，先牛嘛，长点的。 အခု5မိနစ်လောက်မောင်းပြီးတဲ့အချိန်မှာပသိမ်ကြီးမြို့မှာလိုက်လဲသွားကြိုးတူပါဤဆိုတဲ့ sign board ကိုရောက်ပါပြီ။မရှိမှရောက်ပါပြီ။나이စင်နဲ့အဲ့ဒါပသိမ်ကြီးမြို့ပါ။အာမြို့လေ나이။မြို့လေ나이စင်ဆိုမှမြို့မြို့ဝင်나이စင်ဖြစ်နေတာနော်။မြို့ဝင်တော့မှရှိ။ ိုတဲ့ဝင်လာကြတဲ့မိတိုင်းတွေကလှန်အလဲကောင်းမှတန်းစီတော့မန်းလေးမြို့နာကတ်ရဆိုတော့သူကလည်းမန်းလေးမြို့ကြီးလိုပဲဗျတိုက်တီတိုက်တီကြီးခန်းနာလိုက်တယ်နေကြတယ် လူရှုပ်တယ်ကားရှုပ်တယ်တိတ်မကြိုက်ဘူးဆိုလို့ရှိရင်ပသိမ်ကြီးမြို့မှာနေလို့ရတယ်အားလုံးဆိုတော့ပသိမ်ကြီးနဲ့မန်လေးနဲ့လည်းတစ်ဆက်တည်းဖြစ်တယ်ပြီးတော့မန်လေးလောက်လည်းမရှုပ်ဘူးမြို့နေရတဲ့ပုံစံကြလည်းမန်လေးလိုပဲနေရတယ်တတော်လေးမိုက်ပသိမ်ကြီးမြို့သဘောကျရှေ့မှာမြင်ရတာငရမင်းတောင်နဲ့ငရမင်းတောင်ရောက်ပြီ ရှိမှမြင်ရတာငရံမဲတောင်ပေါ့နော်။အာငရံမဲတောင်ပဲဒီကနေ့ပြီးချေချင်တက်လို့ရတယ်။ဒါပေမဲ့အဲ့မှာဇောင်းတန်းလေးလည်းမြင်နေရတယ်။ဟိုးထက်ကြီးချေချင်တက်လို့ရတယ်ဗျာ။တော်တော်တော့မြင်တယ်။ကျွန်တော်လူငယ်လေးတီးသွင်းတော့ချေချင်တက်မှာပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့ကအခုကလူကြီးတွေလည်းပါတော့ကားနဲ့ပဲဇက်တိုက်တက်မယ်ဗျာ။ငရံမဲတောင်ပေါ်မှာဘုရားကျောင်းတွေပို့ပြီးရယ်။ဘုန်းကြီးကျောင်းတွေရှိတယ်ဆိုတော့ဘုန်းကြီးကျောင်းတွေတော့မတော်ရလေတော့ဘူး။အခုကျွန်တော်တို့သွားမှာကျွန်တော် ရံမင်းလိုင်ကူတော်သွားလဲမှာရံမင်းလိုင်ကူတော်သွားမှာတော့ဒီတောင်ပေါ်မှာမှလမ်းခွဲတွေရှိသေးတယ်လို့ပြောတယ်အဲဒီလမ်းခွဲတွေကနေရံမင်းလိုင်ကူတော်တို့ဆိုတဲ့လမ်းခွဲတစ်ခုကနေကျွန်တော်တို့လိုက်သွားပြီးတော့သွားမှာပေါ့နော်ဒါကရံမင်းတောင်ချီပါဒီနားလေးမှာကျွန်တော်လမ်းခွဲလေးနည်းနည်းမေးလိုက်အောင်ဘယ်သွားမှာဘယ်သွားမှာဟုတ်ကဲ့ဟုတ်ကဲ့ ခုကျွန်တော်တို့ကငံမင်းတောင်ကြီးရောက်ပြီးတော့ငံမင်းတောင်ကြီးကနေပြီးတော့လမ်းခွဲလေးရှိတယ်တောင်ဝိုက်တဲ့လမ်းလေးအဲလမ်းခွဲကိုအရှိတ်ကိုလမ်းမှာမဟုတ်ကျွန်တော်ဒီအနောက်ဘက်ကိုသွားမှာပေါ့နော်ဒီအနောက်ဘက်ကိုလမ်းရမယ်အဲကနေပြီးတော့အခုသွားမှာပြီကျွန်တော်ကတခါမှမရဘူးတော့ကျွန်တော်စိတ်ထဲမှာတောင်နံမဲကိုငရံမင်းတောင်လို့ထင်တာပေါ့နော်စာအုပ်ဖတ်လိုက်တော့ကျွန်မရန်ကင်းတောင်ကိုကြည့်ရတာကြာအဲ့ဒါကြောင့်မို့ကျွန်တော်လမ်းတစ်လျှောက်လုံးမှာငရံမင်းတောင်ငရံမင်းတောင်ဆိုပြီးမှတ်တုံးနေတာပေါ့နော်ကြေတန်းတော့ရန်ကင်းတောင်ဖြစ်ပါတယ် လာကြတဲ့သူတွေအတွက်လမ်းကောင်းမကောင်းသိရအောင်တောင်တလန်းလေးကိုအစာဆုံးရိုက်ပေးလိုက်ပါတယ်တောင်တလန်းကတော့လမ်းလဲချောတယ်တအားကြီးလက်မှတ်တော့မမှတ်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကားဇက်တိုက်ဆွဲရတာဆိုတော့ကားအင်ဂျင်ပါဝါနိုင်တဲ့အတွက်နည်းနည်းလေးပြင်ပန်းနေပေါ့နော်အန်ဒီကင်းနာတခုကအတက်လန်းအစင်းလန်းပြီးတန်စီလောက်ထားပါတယ်အခုကျွန်တော်တို့တက်နေတာအတက်လန်းဆိုတော့အစင်းရင်လုံးဝတွေ့ရမှာမဟုတ်တဲ့အတွက်အန်ဒီကင်းကင်းနဲ့စိတ်ချလက်ချမောင်းလို့ရပါတယ် တော့ရောက်ခရာကြီးနဲ့ပဲတက်နေရတာနံပါတ်2နဲ့ပဲတက်ရတာ မဟိုကငရံမင်းလိုင်းကူတော့ဗနာမှာဆက်မအောင်မလားဟောတော်တော်လူသေးလားရောက်တော့မှာဟုတ်ကဲ့ဟုတ်ကဲ့ညောတော့ရောင်ချီမျိုးဓာတ်ပေါင်းစုဖရာကျွန်တော်ကိုပဲမဟာဗျာလေးပေးမြတ်စွာဘုရားကိုတော့ဖူကြမယ်ဗျပြီးလို့ရှင်လိုင်းကူဗုဒ္ဓလိုင်းကူတော့လည်းရှိတယ်ဗုဒ္ဓလိုင်းကူတော့လည်းဝင်ပြီးလေ့လာကြည့်မှာပေါ့နော်ခါမှတော့မြောက်ဘူး ပြင်းမှုဘလော့ရဲ့ရွယ်ချက်ကကျွန်တော်ရဲ့တငယ်ချင်းတွေကိုတိုင်းမသွားပြမရောက်ဖြစ်ပေမဲ့ကျွန်တော်ဗီဒီယိုလေးကိုကြည့်လိုက်တဲ့အချိန်မှာကိုတိုင်းသွားဘူးရောက်ဘူးသွားတယ်လို့ခံစားရစီဖို့အတွက်ရည်ရွယ်ပါတယ်ဗျအဲ့ဒါကြောင့်မလို့ကျွန်တော်သွားလာလေပတ်ခဲ့တာတွေကိုဗီဒီယိုလေးတွေဖြစ်နေသေချာမှတ်တမ်းတင်ပြီးတော့တင်ဆက်ပေးတာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ပြောစရာတစ်စုံတရာရှိခဲ့လို့ရှိရင် comment မှာမန်းခဲ့ပေးဖို့ဝေဖန်ခဲ့ပေးဖို့တောင်းဆိုကြပါတယ်ဗျကျွန်တော်ရဲ့ channel လေးကိုသဘောကျတယ်ဆိုလို့ရှိရင် subscribe နှိပ်ခဲ့ပေးပါဗျာအသစ်တင်တိုင်းသိအောင်လဲ note ဘဲလေးကိုပါနှိပ်ခဲ့ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်မဟာပြရိပ်ပြီးမြတ်စွာဘုရား ါတော့မဟာဖြာရိပ်ပြီးဘုရားမြတ်စွာဘုရားပဲဖြစ်ပါတယ်ဒီမှာသာသနာပြုမယ်တော့တဲ့သာသနာပြုမယ်တော့ပုံတော်ကြီးဗျာလက်ချမီး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 လက် ဟုတ်လားအားဒီမှာဟုတ်တယ်ဟုတ်တယ်ဒါလက်ချမီမေတော်တောင်ပိုင်ရှင်မေရခထွက်ရပေါအောင်သိမ့်တိစခန်း ô bà gà sáng ra vô đà là cái sáng ra ô mẹ tô li trả lời mà toán lại tao thấy đi Zero to sushi. Aku dah zero, betul ada lana. ုတ်တယ်ဗျ။ဟောဇေရောသွားဖူတယ်လား။ဟုတ်တယ်ဟုတ်တယ်ရှင်းအဲဇေရော။ဟောဇေရောပြီဒီဇောင်းနံပြီးသွားတယ်။ရှိတယ်ဇေရောနှစ်သုံးလောက်တော့ရှိတယ်။အနှစ်သုံးလောက်တော့ရှိတယ်။ညနေတဲသွားလို့ရှင်ကျွန်တော်တို့အောက်ကားလမ်းပေါ့မှာ။哦အဲ့လိုလားအဲ့ဒါဟိုအောက်ကတောင်ကြီးကနေတက်လာတဲ့လမ်းနဲ့ကဆက်သေးပေါ့ဟောဟုတ်ကဲ့ဟုတ်ကဲ့ဟောဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါမင်းဟာကြည့်သေးပဲနော်ဟုတ်ကဲ့ဟုတ်ကဲ့ဟိုအများကြီးတွားအောင်ပါဆိုတော့တွားမဖူးနိုင်တော့ဟုတ်ကဲ့နောက်ထပ်ရှုခင်းအရန်လာပြီးတော့ជីညိုတက်ပယ်စရာကောင်းလာတဲ့ဘောကသိတိနခရုံမြတ်စွာဘုရားကြီးကိုတွားဖူးကြပါမယ် ကျွန်တော်ဒီဗီဒီယိုလေးရဲ့အစမှာညွှန်းခဲ့သလိုပဲဘောကသိတိနဂယုံဖျားကြီးရဲ့ကြီးမားခံ냐လာတဲ့ညံတော်ရဲ့စိမ့်ဆူလာတဲ့တောတောင်ရှူကင်းနေနဲ့အယံကိုသဘာဝကျလာတဲ့ပကြီကားတစ်ချက်ပုံစံဖူးမြင်တွေ့ရပါတယ်အယံကိုကြည်ညိုပြီးတော့အေးချမ်းလာပါတယ်ဗျာဒီမှာကျွန်တော်နဂယုံဖျားအနေသွားလို့ရှိရင်ဒီမှာအောင်ဗုဒ္ဓလိုင်ကူတော်တို့အောင်ဗုဒ္ဓဇီတော်တို့တို့ရှိတယ်ကျွန်တော်အဲ့ကနေပြီးတော့ဒီဘက်ကို လိုင်ကူတော်နည်းနည်းသွားလေးလာကြည့်ဗုဒ္ဓလိုင်ကူတော်သို့တဲ့အောင်ဗုဒ္ဓလိုင်ကူတော်ကိုဆက်သွားကြအောင်ဗုဒ္ဓလိုင်ကူလိုင်ကူတော်ကိုဆက်သွားမယ်အခုဒါကရန်ကင်းတောင်မှာရန်ကင်းတောင်ရောက်နေရန်ကင်းတောင်အဲ့တော့မင်းပါလေတောင်ကြီးရဲ့တောင်ကြီးရဲ့မှာအကျော်မင်းတော့အေးဟုတ်တယ်ကျော်မင်းတော်ပြရမြန်မာပြန်စစ်သားချီယာဒီမှာရှိရလားဒီထဲမှာပဲစစ်သားချီယာဒီမှာရှိရလား ခုမြင်တွေ့ရတဲ့စီရီတော်ရဲ့အောက်တဲထဲမှာဗုဒ္ဓလိုင်ကူတော်ရှိပါတယ်ဗုဒ္ဓလိုင်ကူတော်အောင်ဗုဒ္ဓအဲအောင်ဗုဒ္ဓလိုင်ကူတော်ထဲမှာဘဝရှိတယ်အောင်ဗုဒ္ဓလိုင်ကူတော်ရှိပါတယ်အဲထဲမှာကျန်စစ်သားခြေရာလည်းရှိတယ်ဗျကျန်စစ်သားခြေရာအောင်ဗုဒ္ဓလိုင်ကူတော်ကိုရောက်ပြီဗျပြီးမှာအေးလိုင်ကူတော်ရအဲဒါမောင်းရမင်းစင်းကျင်စရာကြီးစင်းစင်း တင်စရာကြီးဆွေးဆွေးလဲမီးရောင်ပဲမအောင်မသိဘူးမီးမီးပုံးမီးလေးပါဟာအဲ့ဒါတန်းလေးကိုယ့်အမတ်လေးဟဲ့မိတ်ဆွဲပါအောင်အာမလူးမင်းတော့ဒီမှာကြောက်သားတွေဗျဒါကြောက်သားတွေဒီထဲမှာဘာကြီးလဲမသိဘူးအဲ့ဒါလည်းပြတ်ပါဟောဒီတိုင်းနေရိုးလိုက်လို့တော့ပဲဒါလိုက်တင်လို့အောက်ကချော်ဦးမယ်နော်ရေလေးကြာနေရှိတယ်ဒီမှာဒီလေးတွေကနေရေလေးစီစိမ့်ကြာတာဒါလေးဖုံးဖောက်ရှင်တော့မီးရောင်မီးရောင်လို့တယ်ဟုတ်ပါနဲ့ကဲငါထုတ်ပါ mì giang lù đấy lại tiền mì giang thì đây là nem mao này ở đó lại đủ đó ba thì đây mà chân thì đã chỉ làm gì vào thì đây mà chỉ đại chỉ không chỉ ông đã đi đi ဒါလေးတင်ဒါလေးတင်စသားချေရဒီမှာအခုဒီမဲ့မမတို့ဒီမှာစသားချေရအာဟုတ်လို့လားဟုတ်တယ်ဒီမလေးကိုရင်လေးရဗျာဟောစသားချေရလောက်တော့ကြီးတာမမဩအဲ့ဒါလားဟုတ်အာစသားချေရလားထွားတယ်လေထွားတယ်တဲ့တော်တော်ထွားလို့ပေါ့အဲ့ဆိုဟုတ်တယ်တော်တော်ထွားလိုက်တယ်ဆိုလည်းကြီးတယ်ဟုတ်တယ်မမစသားချေ တောက်ကောင်းမော်ရေရေပြုတ်ကြဒီလေဒါလေးပဲလားကြောက်ဆဲဒီမှာကူကြီးရတယ်အထက်မှာမြင်မယ်ကြမ်းပါမင်းမဲ့ကဘုရားကြားလို့လာတဲ့ဆင်းပါကိုင်းကျောက်ဆက်ကြီးကျောက်ဆက်ကြီးကြားနေတာမြမော်လေးဒီကျောက်ပြရရအောင်ပါဘုရားပြရရင်လားကဲဟိုဘက်ကိုဆက်သွားမယ်ဟိုမှာလမ်းနေရာတော့လမ်းနေရာတော့သွားသေးရှိရလမ်းလေးတွေကိုလှနေ ကျန်းစစ်သားချီရနဲ့ပတ်သက်ပြီးတော့ကျွန်တော်တငယ်ချင်းတွေဘလို့မြင်လဲဆိုတာကို comment မှာမန်းခဲ့ပေးကြပါအောင်ဗျ။ကျွန်တော်ကတော့ဒီချီရနဲ့ပတ်သက်ပြီးတော့ကျန်းစစ်သားချီရမဖြစ်နိုင်အောင်လို့တော့ယူဆမိပါတယ်။ဘာလို့လဲဆိုတော့ချီရကဂူရဲ့အထက်နေရာမှာရှိနေတာကြောင့်ပါ။ကျွန်တော်တို့ကျန်းစစ်သားချီရပါလို့ပြောပြတာကတော့အဲ့ဒီအနီးနားမှာနေတဲ့ကိုရင်လေးနဲ့မေတီလာရှင်လေးနှစ်ပါးလာပြီးတော့ပြောပြတာပါ။လေးလာဖို့အတွက်အနီးနားမှာရှိတဲ့ဥစဉ်တပါးနဲ့ဈေးတဲ့အချို့ကိုမေးကြည့်တဲ့အခါမှာလဲတိကျခိုင်လုံတဲ့အကြောင်းပြချက်တော့မရှိဘူးလို့ပြောပါတယ်ဗျ။ 阿爸，尼亚明苦做的，西、嗯嗯、面皮亚做的。一百度段西面皮亚、啊、的发夹、啊，尼亚明苦，这西面皮亚多少铺椒？我忘记买了。一百度段尼亚明苦，一百度段西面皮亚，啊，西面皮亚我的车多少铺椒？五百嘛西面皮亚，来，怎么？怎么？怎么片？ စင်မင်းဖရာဆက်တဘဝတဲ့စင်မင်းဖရာဆက်တဘဝဖရာအလောင်းတော်စင်မင်းဆက်တဘဝကိုဒီမှာစင်မင်းဖရာဆိုပြီးတော့ဇေရီတော်တဲတာပဲဖြစ်ပါတယ်ဒါခုနဖရာတွေကနေစင်တက်လာလို့ရတဲ့ဇောင်းတန်းနေပြဇောင်းတန်းနေကတော့တောင်တောင်လုံးပြည့်နေဘာကြဖိုးဖိုးကြသူ့မှာပါဟာရှုကင်းတော်တော်လာတယ်ဗျအိုးမှာလျောင်းတော်မူရဲ့ရက်တော်မူရဲ့တဲ့စုရှိတယ်ဗျ အဲ့နေရာလေသွားဖူးကျင်စရာလေကျောင်းရှုခင်းတော်တော်လာတာပဲလေရလေအေးချမ်းတယ်ဥက္ကဟာရှင်ပြဟိုဘက်ကပသိဉ္စမြို့လားဗျာဟိုပသိဉ္စရဟိုဘက်မှာအဲ့ဒါရေကုန်းအောင်ပဲ ောင်မီးကိုပါတော့ဘုဟက်ကအိုးတောင်ကျောင်းကကြောင်မီး။အော်။အိုးဘာကစင်ကောင်းဟွာလာပါတော့။စင်ကောင်းတောင်။စင်ကောင်းတောင်ဟောအဲ့ဘက်ချမ်းနေလား။ဟုတ်တယ်။တမတမဗျာ။အိုးထိတ်နေဟိုနန်းလေးကဂျီရကွန်တောင်။ဂျီရကွန်တောင်။ဂျီရကွန်တောင်အဲ့ထိတ်တယ်။ဒီဟိုအကြီးဆုံးအမြင့်ဆုံးတောင်လားဗျာ။မြင့်ဆုံးတောင်မို့ဂျီရကွန်တောင်ဒီ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 ဘန်းနာ။အော်တမတမဗျာ။အော်ဂျီရကွန်တောင်။အော်အဲ့တော့6မိုင်9မိုင်ဘက်ဒီပေါ့အဲ့ဟုတ်တယ်အဲ့အဲ့အဲ့ဟုတ်အဆုံးဆုံးလေးမှာအော်အလားတမတမကျားတယ်မှာ တမတမကြားကြားတယ်မှာတမတမဗျာရေကြရနေတဲ့ဟာလေးဒီလေဘုန်းတော်မှာတိတ်မရှင်းဘူးတမတမအာရေကွန်းတောင်းဟုတ်တယ်ဒီလိုဆောင်လေးပြဟုတ်တယ်ဆောင်းဆောင်လေးခုခုကရေကြနေတယ်ဟာအဲ့တောင်းဒီဘက်ကလွမ်းစီတီတဲ့ဒီကိုတက်သွားလိုက်လို့ရှင်လွမ်းစီတီဖျားရှိတယ်အဲ့ဒီလွမ်းစီတီဖျားမှာကျတော့ယူကင်းတော်တော်လာတယ်တဲ့ခုနဦးစင်းကပြောလို့အဲ့တော့ကျွန်တော်လွမ်းစီတီဖျားကိုအ мян တက်ပြီးတော့ဖူလာအောင်မယ်အဲ့ကနေပြီးယူကင်းလေးတစ်ချက်လမ်းကြည့်မယ်ခုနကယူကင်းထပ်ကိုပိုးလာတယ်လို့ပြောတယ် 啊，当我妈鲁迅一样的。 ဒီဘောကနေရှုခင်းလန်းကြည့်လိုက်တော့ကျွန်တော်လုံးဝရှမ်းယုံမှရလပါနေရပြီဗျပြီးတော့ဒီမှာအင်ယာစီမံကိန်းထင်တယ်ဗျဒီဟာကွန်ဒိုတွေပေါ့နော်အများကြီးပဲဒါဘယ်နေရာမှန်းတော့မသိဘူးအဲ့ဒီကနေဒီမှာကြည့်လိုက်တဲ့အချိန်မှာကျောက်စာရေတခွန်တောင်ဗျရေတခွန်တောင်ဝိုင်းမှာရေလေးတွေကျနေတဲ့ပုံစံမျိုးလေးပြီးတော့ ွင်ကောင်းတောင်တွေကဘယ်ဟာကြီးတော့မသိဘူးအဲတိကျသိတဲ့သူဆိုရင်တော့ကြီးလိုက်တာနဲ့တန်းအတိမှာပေါ့နော်ကျွန်တော်တို့ကတော့ဒီနေမီမကျွမ်းတော့တိတ်အဲ့လောက်ကြီးမသိဘူးကြီး ီဘွားနေရှူခင်းနေကြည့်ရတာတကယ်ကိုလှပါတယ်ကိုတိုင်းလာကြည့်ပြီးကိုတိုင်းပဲခံစားဖို့အတွက်ဖိတ်ခေါ်ပါတယ်အရန်ကိုလှပါပါတယ်အပြင်မှာကျွန်တော်ဗီဒီယိုထဲကထပ်ပူပြီးလှပါတယ်ကျွန်တော်ဗီဒီယိုလေးကတော့မပြီးသေးပါဘူးဗျာအပိုင်းနဲ့ထပ်တင်ပေးပါမယ်အပိုင်းနဲ့ဗီဒီယိုလေးမှာတော့ငရံမင်းလိုင်ကူတော်ကိုဆက်သွားထားပါတယ်ငရံမင်းလိုင်ကူတော်ကအရန်တာယာပြီးတော့ထူးခြားအံ့ဩဖွယ်ရာနေရာတစ်ခုဖြစ်တဲ့အတွက်အပိုင်းနဲ့ဗီဒီယိုလေးကိုနောက်လာမယ့်ဗုဒ္ဓဟူးနေ့မှာဆက်တင်ပေးဖို့ရှိတဲ့အတွက်စောင့်ကြည့်ပေးကြပါဦးဗျာ တချို့ပဲရဲကြတယ်တယောက်ချင်းစီတိုင်းကျေးဇူးအထူးတင်ရှိပါရခင်ဗျာ